AR Rista Scale 9.9အင်အားဖြင့်ငလင်းလှုပ်ခတ်ပြီးရဲ့နောက်နောက်ဆက်တွဲငလင်းအနည်းနဲ့ AB 3ရက်ထိ9ရက်အတွင်းနောက်ဆက်တွဲငလင်း65ချိန်ထိလှုပ်ခတ်ခဲ့ကြောင်းမူလဝတ္ထုနှင့်ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနမှသိရပါသည်။ အင်အားပြင်းကလေးကြောင့်စကန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသကြီးတို့၌ငလင်တန်းတင်ခဲ့ရပြီးလန်တရာအစာအုပ်များ ထိခိုက်ပျက်စီးခဲ့ရကပြည်သူအချို့သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည် မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့ Restar Scale 9.9ပြင်းအားရှိငလင်းဟာအနုမြူပုံ334လုံးရဲ့ပြင်းအားနဲ့တူညီနေပြီးနောက်ဆက်တွဲငလင်းငယ်များလနဲ့ချီလှုပ်ခတ်နိုင်ကြောင်းဘူမိဗေဒပညာရှင်များပြောကြားခဲ့တယ်လို့ Business Today သတင်းမှာဖော်ပြချက်အရသိရပါတယ်။ AB 3ရဲ့နနက်၈နာရီချိန်အထိကောက်ယူရရှိတဲ့ဆင်းများအရာတနိုင်ငယ်လုံးတိုင်းတာနဲ့ငလင်တန်တင်ခဲ့ရတဲ့ဒေသများအလုံးမှာငလင်ဘေးတန်ကြောင့်တိစုံခဲ့ရသူ3085ဦးတရရရှိသူ4915ဦးနဲ့ပျောက်ဆုံးနေသူ342ဦးရှိကြောင်းသိရပါတယ်။